ီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဤရှိဒေါင်ကြီးရွာမှာစစ်ကောင်စီကလက်နက်ကြီးတွေပို့ဆောင်ပြီးတော့စခန်းချအခြေပြုဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ငတိုင်းချောင်းမြို့နယ်မြစ်တစ်ဖက်ကမ်းရှိဒေါင်ကြီးရွာမှာစစ်ကောင်စီကအင်အားစုဖွဲ့ပြီးလက်နက်ကြီးစခန်းအခြေပြုမယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။အမြောက်တပ်ဖက်မှာတိုက်ပွဲနေ့တိုင်းဖြစ်တယ်။ကျုံမျော်ကတပ်တွေအင်အားလာပို့တာတွေ့ရတယ်။ အမြောက်တက်ကိုကူဖို့ရွာတွေမှာတက်ဆွဲတာတွေရှိတယ်လို့ငတိုင်းချောင်းဒေတာကန်တူက ARD Times ကိုပြောပါရယ်။တောင်ကြီးရွာရှိရွှေချောင်းဖုန်ကြီးချောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတက်ကိုငတိုင်းချောင်းတရားဘက်ကိုရွှေ့လိုက်ပြီးကျုံမြော်ကစစ်ကောင်စီတက်ဖွဲ့ဝင်တွေမှာဖုန်ကြီးချောင်းတွင်အင်အားစုဖွဲ့လာတယ်လို့သိရပါရယ်။ အင်ကပူနဲ့လေးမျက်နှာမျိုးနယ်တွေကကျေးရွာအချို့ကိုတွန်လိုင်းပူပေါင်းတပ်တွေကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကကျုံပျော်ခန့်လိုက်ရ36ကထုံနှုံအင်အားတွေနဲ့လက်နက်ကြီးစခန်းတွေအခြေပြုဖို့စူးစမ်းလာတာဖြစ်ပါတယ်။လေးမျက်နှာမျိုးနယ်ရှိပိန်နယ်ကွင်းကျေးရွာမှာလည်းစစ်ကောင်စီကအင်အား90ခန့်နဲ့လက်နက်ကြီးစခန်းတစ်ခုအခြေပြုထားပြီးရေနသာလမ်းစုံနဲ့လက်ပံရွာဖုံကြီးကျောင်းမှာလည်းအရာရှိတွေပါဝင်အင်အား15ရောက်စီခန့်ကိုအသင့်ပြင်ဆင်ထားရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။